ဒီဥယျာဉ်ကြီးထဲမှာဒီလိုကြီးမားလာရင်ရှောက်ချိုသီးတွေစိုက်ပျိုးကြပါရီရှောက်တဲ့များလိမ္မောစားတဲ့သီးတွေကို citrus fruit တွေလို့ခေါ်ပါရီအဲ့ဒီမှာမှရှောက်ချိုသီးတွေဟာတက်တန်းရင်ဆုံးသီးတွေဖြစ်ပါရီပထမဆုံးအမြင်နဲ့တင်ဒီရှောက်ချိုသီးရဲ့အပြင်မျက်နှာပြင်တွေဟာထွက်နေတတ်ပြီးတော့စားချေဝယ်မကောင်းဖြစ်နေနိုင်ပါရီဒါဆိုရတာကိုတော့မီးစမ်းကြည့်ရအောင်သူမချင်းနဲ့အတွင်းသားပိုင်းနဲ့ခားနေတဲ့အခွန်ပိုင်းတွေပဲရှိလို့သူ့ကိုဒီတိုင်းစားလိုက်ဖို့ဆိုတာကတော့အဆင်မပြေလားပါ ိုင်းမဲ့သူ့မှာပါရှိတဲ့ခွန်ဟာလိမ္မော်အနယ်ပြည့်ဝရှိပြီးတင်းနဲ့ယူတွေလုပ်ဖို့အတွက်အထူးစင်ပြေလာပါရီပုံမှန်ခါနေတဲ့ခွန်တွေဟာယူထိုးလိုက်တဲ့အခါမှာတော့အရသာရှိလာတဲ့စားစာတစ်ခုဖြစ်ပြောင်းလဲသွားပါရီဒါကြောင့်ဒီလျှောက်ချိုသီးတွေကိုတော့ယူတွေလုပ်တဲ့နေရာမှာအသုံးပြုကြပါရီဒါကတော့လျှောက်ချိုသီးမျိုးစားတွေအများကြီးတွေကမှဒီတစ်မျိုးလေးကိုပဲပြောပြပေးသွားတာပါရှိစရာတစ်ခုထပ်ပြောရရင်တော့ရှောက်ချိုသီးတွေဟာလိမ္မော်သီးတွေရဲ့ဘိုးဘီဘီပင်တော်ဆက်သူတွေလို့ဆိုနိုင်ပါတယ် ဒါကြောင့်သူတို့ကိုတမ်းမြာမျိုးနွယ်ဝင်အပင်လေးလို့လည်းပြောလို့ရပါတယ်ရှင်။